နှဝေမာ29ရက်2025ခုနှစ်မိုးကုတ်မြေမှာခွေးဦးတန်ကြီးကြားရအောင်မယ်ဆိုတဲ့ဗီဒီယိုခေါင်းစဉ်နဲ့ပြောရမလားပဲဒီနေ့မိုးကုတ်ကိုစစ်ခွေးကအစီးတရာလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်တတရာရာဝင်ရောက်လာပါတဲ့ဗျာစိတ်ထဲမှာဘလို့ခံစားရလဲမိုးကုတ်မြို့ကန်တွေကတချို့တွေတော့ အန်ကြိတ်ပြီးမျက်ရည်တွေစီးကြနေပါတယ်သူတို့အရန်ချစ်ခဲ့တဲ့မြို့သူတို့မြို့ကိုသူတို့ပိုင်ချင်ခဲ့ကြတယ်ဒါပေမဲ့လက်နက်ကင်ထားတဲ့စီရေးပါဝါအောက်မှာအယက်သားပြည်သူတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ဟာဒီကနေ့မှာပျောက်ဆုံးနေပါတယ်မိုးကုတ်နဲ့အလားတရံတူမှာမိုးမိတ်အခြေအနေကလည်း ခတ်လုံလောက်ပါမယ်မိုးမိတ်ဆိုရင်ကချင်ပြည်နယ်ကိုလမ်းပေါက်ပါတယ်မိုးကုတ်မိုးမယာအညာနဲ့ရှမ်းပြည်မန္တလေးနဲ့ရှမ်းပြည်ဝင်ပေါက်ထွက်ပေါက်မဟာပြူဟာဒီနေ့တော့မိုးကုတ်မြို့ရဲကိုစစ်ကအစီးတရာကျော်ဟာဘာနောက်ရှက်မှမရှိပဲဘေးမတည်ရံမခချိန်မွေးမိမလောင်လက်မွေးမိမလောင် ဝင်ရောက်လာခဲ့ပါတယ်ဒီမြင်ကွင်းကိုကြည်ရင်ကဘာအရရက်ကကျွန်တော်တို့တော်လှန်ပြည်သူတွေဝမ်းနဲ့မြိတ်ချနေနေရင်ထဲမှာစိုးနေနေလေဆိုတာယုံကြည်ပါတယ်မနေ့ကတော့ကျွန်တော် PDF တွေစုပ်ခွာသွားကြရလိမ့်ပြီဆိုတဲ့ဗီဒီယိုအပြီးမှာဒီကနေ့ဘိမ့်တီရမခချေမွေးမိမလောင်လမွေးမိလောင် စစ်ခွေးတက်တွေမိုးကုတ်မြို့တွေကို ဝင်ရောက်လာတဲ့သတင်းစကားပါလို့ပါလေ။ဘာဆက်ဖြစ်မလဲ။တော်လိုင်းကိုချစ်တဲ့တော်လိုင်းကိုအားပေးတဲ့ပြည်သူတွေကတော့မိုးကုတ်မြို့တွေကနေစွန့်ခွာပြီးလွတ်မြောက်နေမိတဲ့စီကူသွားချပါပြီ။ဂျာမန်ရေးကြောင့်စီးပွားရေးကြောင့်မစွန့်ခွာနိုင်တဲ့သူတွေမိုးကုတ်မြို့တွေမှာအများအပြားရှိမဟုတ်မြို့ကတော့တိတ်ဆိတ်6ကက်လျက်ရှိနေပါတယ်။ ညာဘက်တွေမှာမုကုမြုတ်တစ်စစ်ရှက်ကပြီးပဇင်းကြီးဝဲတဲ့အနေနဲ့ဆောင်းအီမြူတွေကြားထဲမှာရှင်ထဲမှာပူလောင်ပြီးမျက်ဝန်းမှာမျက်ရည်ပူတွေစုနေရတဲ့အခြေအနေမှာရှမ်းမြောက်အကြောင်းကိုပြန်ပြောင်းပြောမိတိုင်းအသက်ဆုံးသွားတဲ့ကျွန်တော်တို့ဒေါ်လာကြီးရဲဘော်တွေအတွက်ရှင်ထဲမှာထိခိုက်နာကျင်ရပါတယ်။သို့တော့ တော်လရေးကိုဆင်နွှဲနေတာဟာလက်နက်ကင်ထားတဲ့တိုင်းပြည်ပေါ်လှုပ်ချင် တိုင်းလှုပ်နေတဲ့စစ်ဘလူးစစ်ဝါဒကိုကျွန်တော်တို့စန့်ကျင်တိုက်ဖြတ်ပြီးအယတားပြည်သူဆိုရဲပြည်သူသားအမိပြည်သူသားအဖဆိုရဲပြည်သူဆုံးဖြတ်ချက်သားလေးတိုင်းပြည်ကိုအာဏာတည်စေရမယ်ဆိုတဲ့စိတ်ကူးနဲ့တော်လန်ကြီးလောက်လာ ဒါပေမဲ့ဒီနေ့9နှစ်တာအချိန်ထိတနက်တည်းကလွှမ်းမိုးနေတယ်တနက်တည်းကဆုံးဖြတ်တယ်တနက်ကင်ထားတဲ့သူတွေဒါဒီကနေ့ဆိုရင်ဆုံးဖြတ်ပိုင်ခွင့်ကိုရနေတာကျွန်တော်တို့တော်လန်ရေးရဲ့အနှစ်သာရဖြစ်တဲ့ပြည်သူသားအမိပြည်သူသားအဖပြည်သူအဆုံးဖြတ်သားတွေတိုင်းပြည်မှာအာဏာတည်ရမယ်ဆိုတဲ့အခြေအနေကို ီနေ့ထိမကြသေးဘူးဒါဆိုရင်ကျွန်တော်တို့တော်လိုက်ရဲ့အမြင့်တာရာပျောက်ဆုံးမှုကိုကျွန်တော်တို့တွေ့ရမှာလက်ရှိမှာတော့တနက်ကင်နာတဲ့တပ်တပ်ဖွဲ့တပ်ဖွဲ့တပ်ဖွဲ့တွေကဒိုင်းသားဤအိုးပဲပြောပြောတော်လှန်ရေးတပ်ပဲပြောပြောပကဖာပဲပြောပြောပအလာပဲပြောပြောသူတို့ကပဲဆုံးဖြတ်စီမံပြီးတော့တပတ်မှာစတင်တော်လှန်ရေးဆင်နွှဲတဲ့အနှစ်သာရတရက်ဖြစ်တဲ့ပြည်သူဆုံးဖြတ်ပိုင်ခွင့်ကတော့ မရရှိသေးတဲ့အခြေအနေပါအဲ့တော့ဒီကနေ့ကျွန်တော်သိသိချာချာတွေးကြည့်ပါတယ်စစ်ဆုံးချေလာတယ်စစ်မှတ်တွေထူပြောလာတယ်ဒေါ်လာရေးစတင်စင်နွေရုံးကကြွေးကြော်တန်တစ်ခုလိုက်ရုပ်ဘူးသလားပြည်သူအာနာပြည်သူပြန်ပေးဒါဟာဘာကိုဆိုလို့လဲဆိုရင် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဟာပြည်သူလူထုလက်ထဲမှာရှိရမယ်။ဒါကိုမင်းအောင်လှိုင်စစ်အုပ်စုကပြည်သူလက်ထဲကအာဏာကိုလူယူလိုက်တဲ့အတွက် ကျွန်တော်တို့တော်လှန်ကြတယ်။အခုတော်လှန်ရေးငန်းတတာပြည်တဲ့အချိန်မှာကိုပြည်သူအာဏာပြည်သူလက်ထဲဘလောက်ရောက်ပြီလဲ။စိုးမိုးပါတယ်လွတ်မြောက်ပါတယ်ဆိုတဲ့နေမြီဒီမှာကိုပြည်သူအာဏာပြည်သူလက်ထဲပြန်ထည့်ပေးနိုင်လား။ တာတော်လန်ကြီးတက်တွေရောတိုင်းသား ERO တွေရောတနက်ကင်ထားတဲ့မိသူမဆိုစင်စားရတော့မယ်အတွေးဖြစ်ပါတယ်ကျွန်တော်တို့ခင်ဗျားတို့တော်လန်ကြီးကိုစတင်ဆင်နွှဲတဲ့အချိန်ကပြည်သူအာဏာကိုပြည်သူလက်ထဲပြန်ထည့်ဖို့မဟုတ်ဘူးလားအခုတော့ခင်ဗျားတို့တနက်ကင်ထားတဲ့လူတွေပဲဆုံးဖြတ်သုံးသက်ပြီးလှုပ်ချင်တာလှုပ်နေတော့အပြစ်မဲ့လက်နက်မရှိတဲ့ပြည်သူကကျွဲနှကောင်တွေမကကျွဲဆယ်ကောင်ခတ်တဲ့ဂျားထဲမှာ မြေစာနဲ့မြေစာပင်ငဆက်မှုဘဝရောက်နေတာမဟုတ်ဘူးလားဒါဟာအတွေးခေါ်ပိုင်းဆိုင်ရာချွတ်ချော်မှုလားတော်လည်းရဲ့အနှစ်သာရပြောင်းဆုံးနေတာလားစဉ်းစားရပါမယ်စဉ်းစားရပါမယ်စစ်စုံကြေလာမယ်စစ်မှတ်ထုပြောလာမယ်ပြည်သူလက်ထဲကိုပြည်သူဆုံးဖြတ်ပိုင်ခွင့်နဲ့ပြည်သူအာဏာမရောက်တော့မှတော့ဒုက္ခခံပြီးစစ်တိုက်နေတော့ရော အနှစ်သာရကဘယ်မှာလဲဆိုတဲ့မေးခွန်းရှိပါတယ်။တော်လည်းဒီတက်ကိုဆင်ရွေးတဲ့နေရာမှာယုံကြည်ချက်အတွေးခေါ်မူဝါဒခိုင်ခိုင်မာမာနဲ့ဆင်ရွေးကြရပါလိမ့်မယ်။အနည်းဆက်ဆုံးဥပမာပြုမယ်ဆိုရင်ကျွန်တော်တို့လေးစားရတဲ့ဒေါက်အောင်ဆန်းစုကြည် National Reconciliation ဆိုတဲ့အမျိုးသားပြန်လည်တည်မြဲရေးအယူအဆသူယုံကြည်တယ်သူစွဲကြိုင်တယ်အမျိုးသားပြန်လည်တည်မြဲရေး စစ်တပ်ပြည်သူတိုင်းသားများဘာသာပေါင်းစုံလူမျိုးပေါင်းစုံတင့်မြတ်ချစ်ကြည်ငြိမ်းချမ်းမှတိုင်းပြည်တိုးတက်မယ်ဆိုတဲ့သူ့ရဲ့ယုံကြည်ချက်ကိုယနေ့ထိဆုပ်ခိုက်ထားပါတယ်တချက်နောက်တစ်ချက်သူကသဘောထားကြီးမားစွာမြင့်မြတ်စွာနဲ့မျိုးသားပြန်လေတင့်မြတ်ဖို့အတွက်စစ်တပ်ကိုယုံကြည်ပေးခဲ့တယ်အခုရေးသမားစစ်တပ်ဆိုတဲ့လူယုံမှာစစ်ဘလူးများက တောင်ဆန်းစုရဲ့ရိုးဖြောင်သောစေတနာနဲ့တိုင်းပြည်အနာဂတ်အတော့အမြော်အမြင်ကြီးမှုကိုအခွင့်ကောင်းယူပြီးအခွင့်ရေးကိုလက်တဆုံးနှိုက်ကအမေအိုကိုထောင်ထဲထည့်လာကြပါတယ်။ဒါပေမဲ့တောင်ဆန်းစုကြည်ဟာသူ့ရဲ့ယုံကြည်ချက်ကိုသူ့ရဲ့ယုံကြည်ချက်ဖြစ်တဲ့မျိုးသားပြန်လေတိတ်မြတ်ရေးကိုလုံးဝမဆွလို့ပေါ့။တာနိုင်ငံသမားတယောက်ရဲ့ယုံကြည်ချက်ပါ။မာကျင်မာပဲမှန်ကျင်မှန်ပဲ။ နာဂတ်တိုင်းပြည်ပေါ် စေတနာထားတဲ့ယုံကြည်ချက်ကိုအသက်နဲ့ထပ်လို့စောင့်ထိန်ပါတယ်။မြင်နေနော်။ဒါဆိုရင်ကျွန်တော်တို့လုပ်နေတဲ့တော်လန်ရေးမှာရောတော်လန်ရေးဥဆောင်ပါတယ်ဆိုတဲ့လူတွေကအလေအလက်အကြီးအမားခေါင်းကန်ဖခင်အစိုးရဆိုတဲ့သူတွေကရောယုံကြည်ချက်အတူဤခုံနဲ့ဒီတော်လန်ရေးကိုဆင်နွှဲနေတာလား။လေယူရရိမ့်တာလား။ TNL လိုတာမန်လက်နက်ကင်တပ်ဖွဲ့လေးအပေါ်မှာတော့ မူဝါဒနဲ့ယုံကြည်ချက်နဲ့ခိုင်ခိုင်မာမာမညှိနှိုင်းနိုင်ပဲသူပြောသမျှလိုက်လုံနေရတဲ့အချိန်ဒီဟာ UNG အစိုးရနဲ့ PDF တရဲ့ဂုံတိတ်ခါပိုင်းဆိုင်ရာထိပါခံရတယ်လို့ကျွန်တော်ခံစားရပါတယ်တိုက်ပွဲတစ်ပွဲကိုတိုက်မယ်မိုးကုတ်မြို့သိန်းတိုက်ပွဲမှာ MDY PDF ပါမယ် UNG ပါမယ်ပတ်စံလဲပြီးမယ်တိုက်ပြီးတကာလယုံကြည်ချက်ရငါတို့ဒီ မြည်သည့်ဖီအားများရှိနေပြီစီငါတို့တော်လိုင်းကြီးကိုဆက်နေဆွနေမှာဖြစ်ပါသည်ဒါကြောင့်မို့တောင်းပလောင်ကြီးကိုများနေဖြစ်မိမိတို့ပိုင်နဲ့နေကိုခွဲကြပြီးခမားတို့ဆွန့်လို့ပေးမယ်ဆိုဆွန့်လိုက်ကျွန်တော်တို့သဘောတူတယ်မငင်ဘူးဆုတ်ပေးလိုက်ကျွန်တော်တို့ကင်တွယ်ထားတဲ့ဒီမိုးကုတ်မျိုးရဲ့ဘယ်နေရာဘယ်နေရာကိုတော့ကျွန်တော်တို့ခံတိုက်ကျွန်တော်တို့ရဲ့ယုံကြည်ချက်ဒီဖက်စစ်တဲ့အမြင့်ဖြက်ရင်းနဲ့ပြီးသူအနာပြီးသူလက်ထဲပြန်ရောက်ရင်မြို့လူလူရဲ့သဘောထားကိုခံမယ်ဒီလိုတရားမှမရှိဘူး ဓာတ်သူယုံကြည်ချက်ရတောင်းလိုက်ယူဆင်နွှဲနေတာလားစစ်တပ်ကိုမကြိုက်လို့ဆင်နွှဲနေတာလားမင်းအောင်လိုင်းကိုမုန်းလို့ဆင်နွှဲနေတာလားဆိုတာမျိုးတွေကိုရဲဘော်လို့ကြီးဒီချိန်ကတော့မိုးရေကြီးတွေရောက်လာပါပြီအညာကိုစစ်လန်းချောင်းကြီးပွင့်သွားပါပြီအညာသားတွေလက်တံပြောင်ပြောင်နဲ့မိုးကုတ်အဝင်လမ်းမှန်သမျှမိုးကုတ်ကဆက်သွဲတဲ့လမ်းနေမှန်သမျှအကူတွေက မိုင်းတွေခင်းပြီးစစ်ကြောမှန်သမျှဖြတ်တိုက်ကာကင်းကရုတ်ကင်းတွေလှုပ်ဘန်ဂါရီစောက်ပြီးခံတက်မြို့တွေတည်ထားပါတော့လို့တဆက်ဆက်တည်းပြောချင်ပါတယ်မုတ်ကုတ်ကနေပြီးတော့အညာကိုလာမတိုက်ချင်တော့ရှမ်းပြည်နဲ့အဲရှမ်းပြည်ပဲပေါ့ရထားလိုက်ပါမိုးကုတ်နဲ့ရှမ်းပြည်တို့ကစီးဆင်းမဲ့စားနပ်ရိက္ခာလက်နက်ခဲယမ်းကြီးစံစစ်တုံးဆောင်ပြီးဒီအချိန်မှာမိုးကုတ်ကိုဆက်တက်ဖို့ပြန်ရရည်ဒီလမ်းนี่အကုန်ပိတ်သွားမှာဖြစ်ပါ ဒါကြောင့်မို့အကူတွေကရိတ်ခါစုပါကြည်စံစုပါလက်နက်ခင်းရစုပါမကြခင်မှာမိုးကုတ်ရပြီးတက္ကလာစစ်တပ်ကအညာကိုပြင်းထန်တဲ့စစ်ကြောင်းထုတ်မယ်လက်နက်လမ်းကြောင်းကြည်လမ်းကြောင်းကိုပိတ်ဆို့လိုက်မှာဖြစ်ပါတယ်ဒါဟာမြေမာတော်လန်တိုက်ပွဲဝင်တဲ့လူတွေအကုန်လုံးသိရှိနားလည်လိမ့်မယ်လို့ယူဆသလိုလက်ရှိမိုးကုတ်မြို့ကာကွယ်ရေးအတွက်တန်လိတန်ချလာတဲ့ MTY PDF ဘုကုပ်ပြွား ညညမလတိုက်ကားအစရှိတဲ့တက်တွေအန်ကျိတ်ပြီးမျက်ရည်ကျနေတယ်လို့ယုံကြည်ပါတယ်ကျဲဘော်တို့ရေမသိမချင်းငါတို့ဖက်စစ်တက်ကိုအနိုင်တိုက်နိုင်စွာရှိတယ် MD1 PDF အပါဝင်မိုးကမိုးပတ်လည်မှာတဆွဲထားတဲ့ကျွန်တော်တို့ PDF တက်တွေအတွက်လူမျက်ကျော်ကအမှားစကားပါလို့တာကရှင်းတလန်းခုတ်အုပ်ဖို့နောက်တလန်းစုပ်ပေးရတယ်အတက်ကိုဂယုစိုက်ပြီး မသိမချင်းဖတ်စစ်တက်ကိုခြေမုံခွင့်ရှိဆိုတာကိုကျွန်တော်လူမြတ်ချောင်းမှာလေးလေးစားစားပန်ချိုင်းရဲဘော်တို့နဲ့ထတ်တူနှလုံးအိမ်ထဲမှာငါချင်းနေလေးရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်